ဒိမန်နိုင်ငံပြီးတဲ့နောက်မှာတော့နောက်ထပ်အလဲကျတဲ့နိုင်ငံကတော့ပြင်သစ်ဖြစ်ပါတယ်။ပြင်သစ်လေတပ်ပေါ်ပါထိုးစတဲ့ drone တွေကျူးကျော်ရောက်ရှိလာပြန်ပြီဖြစ်ပါတယ်။ဒိမန်နိုင်ငံမှာရှိတဲ့လေဆင်းတစ်ခုပေါ်နှစ်ရက်ဆက်တိုက်ထိုးစတဲ့ drone များစွာကျူးကျော်ပြန်တန်းနေခဲ့တယ်လို့အဲ့ဒီလိုပုံစံတို့တိုင်းပဲပြင်သစ်လေတပ်အခြေစိုက်စခန်းပေါ် drone တွေထပ်မံပြီးတော့တွေ့ရှိရပြန်ပါတယ်။ဒိမန်မှာရှိတဲ့ရေးကြီးတဲ့လေဆင်းကြီးလေးခုပေါ်ထိုးစတဲ့ drone များနှစ်ရက်ဆက်တိုက်ကျူးကျော်ပြန်တန်းလာတဲ့အတွက် ဘသူလက်ချက်ဖြစ်တယ်ဆိုတာစုံစမ်းနေရင်ဒီဖြစ်ရတဲ့တက်တက်ဆန်ဆန်မတင်ကားပွဲရရုရှားရဲ့ပင်မတော်စီဟာကမ်းလွန်ဒေသမှာရှိနေကြောင်းသိရှိရတယ်လို့ဒိမတ်ထောင်လိုင်းတွေကထုတ်ပြပါတယ်ဖြစ်တန်စွမ်းတစ်ခုကတော့ရုရှားနေတဲ့နေတိုးရဲ့စစ်အာနဲ့ပျောက်ကွာဟောက်ကတည်းပထဝီနေထားတွေကိုလေ့လာဖို့ drone တွေကိုလှုပ်ဝက်စေလွတ်နေပုံရတယ်လို့စည်ရေးသုံးသက်သူတွေကပြောပါတယ် နော်အတစ်ဒေသမှာရှိတဲ့အရေးပါဆုံးကိုဗစ်ဟိကင်းလေးစိတ်ပေါ်မှာများစွာသော drone တွေစက်တင်ဘာ24ရက်25မှာနေ့ရက်စတိုင်ကျူးကျော်ပြန်လည်ရောက်ရှိလာလို့နေတိုရဲ့ article 4အသုံးပြုကစီးဝေးခေါ်မှုစဉ်းစားနေပါတယ်။ဒိမတ်ထောင်လိုက်ရဲ့ဖွဲ့ကမြန်မာနိုင်ငံဟာအဖျံမောင်းအနေနဲ့ကြီးမားစွာရောက်ရှိနေပြီလို့ထုတ်ပြန်ပါတယ်။ဒီ drone တွေဘယ်သူနေရာမှာဘယ်သူလက်ချက်နဲ့ရောက်လာလဲဆိုတာကိုတပ်တွေတစိုးတစားမရသေးပေမဲ့ဒိမတ်ကန်လော့ပင်လယ်ပြင်မှာရုရှားရဲ့နာမည်ဇိုးနဲ့ကြော်ကြားတဲ့အရေးကြီးရင်ဇိုး shadow fleet မှာရုရှားသင်္ဘော၃စီးရှိနေတာကိုစုံစမ်းသိရှိရပါတယ်။ရုရှားရဲ့ shadow fleet ဆိုတာဘာကြောင့်နာမည်ဆိုတဲ့ကြော်ကြားလဲဆိုတာနောက်မှထပ်ရှင်းပြပါမယ်။ဒီ drone တွေကိုအဲ့ဒီသင်္ဘောပေါ်မှာထိန်းချုပ်စေလွတ်ခြင်းဖြစ်တယ်လို့ယူဆကြောင်း damage စစ်ထောင်လိုက်ကြီးတွေကဆိုပါလိမ့်။ပြည်ထောင်စုပိုင်းမှာလည်းရမှာရှိတဲ့ latest chief scan ပေါ်တဲ့ drone တွေချူးကျော်ပြန်တဲ့ရောက်ရှိလာပြန်လို့လုံခြုံရေးတိုးမြင့်ခဲ့ရပြီမယ်။ဘာသက်တင်မှမရှိသေးကြောင်းပြင်သစ်အာဏာပိုင်တွေကကြေညာပါလိမ့်။ ဒီလိုတက်ကအမေရိကယူကရိန်းစစ်သည်တွေကိုလက်ချက်တင်ကြားပေးခဲ့တဲ့စခန်းလေးဖြစ်ပါတယ်။ရုရှားလက်ချက်လို့သာထင်ကြီးပေးနေကြပြီးနေတိုနဲ့ရုရှားတို့ထိုက်တိုက်တွေ့မဲ့တတိယကမ္ဘာစစ်တောင်စတင်မှုနီးကပ်လာပြီးစိုးရိမ်နေကြရတဲ့အနေထားပါ။တမတ်ခရန်ကိုယ်တိုင်ကရုရှားဖိုင်တာဂျက်လက်ရင်တွေကျူးကျော်ဝေလာရင်ပြစ်ချတဲ့လို့ပြောပြီးနောက်မိုက်ကန်ရလက်စကာပြည်နယ်ကမ်းလွန်ပင်လယ်ပြင်မှာလည်းရုရှားရဲ့နျူကလ িয়ার တင်ဆောင်နိုင်စွမ်းရှိတဲ့ဖိုင်တာဂျက်လက်ရင်ကြီးလေးစီးကျူးကျော်ဝင်ရောက်လာပါတယ်။ ်အမေရိကန်နဲ့ Green Armor Fighter Jet တွေနဲ့ဂျာဖြတ်တားဆီးခဲ့ရပါသေးတယ်။ဒီပိုင်းနဲ့ပဲပြတင်းရေပိုင်းနဲ့မြောက်ပင်လယ်နဲ့အင်္ဂလိပ်ရေလက်ကြားတွေကိုရုရှားရဲ့ကုန်လင်သင်္ဘော Sparta စစ်ကဝင်ရောက်လာလို့ပြတင်းတော်ဝင်ရေတပ်ကလည်းစီးဟဲရင်တွေချေရန်ပြီး HMS Iron Joe စစ်သင်္ဘောကြီးကိုဆေးလွတ်ဆောင်ကြည့်မှုတွေလှုပ်ဆောင်နေရတယ်လို့ထုတ်ပြန်ကြေညာပါတယ်။ရုရှားလည်းယင်းအခုလိုကျူးကျော်မှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးခြင်းခုမှုများစွာရှိနေပေမဲ့ NATO ဖွဲ့ရဲ့ရည်ချက်ကမပြောင်းလဲပါဘူး။ အင်အားသုံးတုံ့ပြန်ကိစ္စနဲ့ပတ်သက်ပြီးနေတုံးဖွဲ့ဝင်နိုင်ငံတွေဂျာမန်ကိုသဘောထားကွဲလွဲမှုတွေရှိနေပုံရပါတယ်။နေတုံးပိုင်းလက်ကိုဝင်လာတဲ့လေယာဉ်မှန်သမျှပြစ်ချဖို့နိုင်ငံချုပ်ကထောက်ခံအားပေးနေပြီမဲ့တချို့ကတော့ဒါဟာစစ်ပွဲတွေဆွဲသွင်းခံရနိုင်ကြောင်းသတိပေးနေပါတယ်။ဒါပေမဲ့အဲ့ဒီငင်းကုန်ဖြစ်မှုအလုံးနောက်ွယ်မှာသဘောထားကွဲလွဲမှုကြီးကြီးမားမားမရှိနိုင်ပါဘူး။အနောက်တိုင်းကောင်ဝေးမဟာမိတ်ဘွဲ့က၎င်းရဲ့ဒီချက်ကရှင်းလင်းပြသကြောင်းတိုင်းရဲ့ချင်းချောင်းလာရင်တော့ပြစ်ခတ်ဖို့အသင့်ရှိကြောင်းပြောပါတယ်။ အနေချင်းဆွေးနွေးညှိနှုံးသလိုဖြစ်တာတော့ရှိပါတယ်။ဒီစီးမြင့်တွေကိုပြောင်းလဲလုပ်မယ်လို့တော့မမြင်လို့ဘူးလို့နေတိုးတန်တမန်တွေကပြောပါတယ်။ရုရှားကတိုင်းအချင်းချောင်းတွေလိုခံစားနေရတဲ့နေတိုးရှေ့ချနိုင်ငံတွေဟာပုံမှန်ပြင်းထန်စွာတုံ့ပြန်မှုတောင်းဆိုရမှာဦးဆောင်နေပါတယ်။ပိုလန်ဝန်ကြီးချုပ်တောင်းတဲ့တက်စ်ကပိုလန်အနေနဲ့ကျူးကျော်မှုဝင်သမျှပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်ပြောပါတယ်။ရုရှားအနေနဲ့သူ့လေယာဉ်တွေပြစ်ချခံရမှာကနောက်မှမငုံနဲ့လို့ပိုလန်ဝန်ကြီးချုပ်ကပြောပါတယ်။နေတိုးဖောက်ပြတဲ့တူရကီကလည်းလွန်ခဲ့တဲ့ဆယ်နှစ်ကဆီးရီးယားမှတဆင့် မိမိလေးပိုင်နဲ့တော့ဝင်လာတဲ့ရုရှားကျက်လက်ကြီးကိုပြစ်ချပြီးစံနမူနာပြခဲ့ဘူးတယ်လို့လစ်တူရီးမီးယားကာဝေးဝန်ကြီးကပြောပါတယ်။နိုင်ငံနေနေနဲ့ပိုင်နဲ့ကိုကြွကြွလာတဲ့ရုရှားလက်ကြီးကိုပြစ်ချတင်သလားလို့မေးမြန်းမှုပေါ်အမေရိကန်သမ္မတထရန့်ကပြစ်ချတင်တယ်လို့ဖြေထားပါတယ်။အဲဒီနောက်ပိုင်းမှာဒီလိုတောင်းပြမှုတွေလုပ်ဖို့တောင်းဆိုမှုတွေပုံမြင့်တက်လာပုံရပါတယ်။အားလုံးကတော့ထရန့်ရဲ့သဘောထားကိုစောင့်နေပုံပါ။ဒါပေမဲ့ယူကရိန်းစစ်ပွဲကြီးကပိုပြီးတော့ကျယ်ပြန့်လာမှာကိုလည်းစိုးရိမ်နေကြတာဖြစ်ပါလိမ့် ဒါကြောင့်မဟာမိတ်ရီအနေနဲ့ဒါဟာထောင်ချောက်တစ်ခု ဖြစ်နိုင်မလားဆိုပြီးတော့ယူဆမိကြောင်ဂျာမန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ဝင်ငောက်တစ်စုံတရာအပြစ်ချဖို့တစ်ခုခုလုပ်ဖို့ဆိုတာလွဲပါတယ်။ဒါမဲ့ဒါဟာဘာအကွက်ရွှေတာလဲတည်တည်တယ်လို့ဆိုပါတယ်။ပြင်းတယ်ကမခွန်ကတော့နေတိုးအနေနဲ့တောက်မြတ်မှုတွေကိုအရှိန်မြင့်တင်ကြောင်ပြောပါတယ်။ရုရှားရဲ့သေတိုးဆမ်းမှုရှိပေမဲ့ပြစ်ခတ်မှုတွေလောက်သွားမှာမဟုတ်ဘူးလို့လေးပေးပါတယ်။အမေရိကန်နိုင်ငံသားအုပ်ကြီးမာကိုရူဘီယိုကရုရှားကျလိန်တွေကတိုက်ခိုက်မှုလို့ပဲပြစ်ချမယ်ဆိုတဲ့စွန့်လွတ်မှုမျိုး ရှိခဲ့ပါဘူးလို့ပြောခဲ့ပြီးသမ္မတထရန့်ရဲ့သဘောထားကိုလည်းမှုပြပါတယ်ဒီလိုကျူးကျော်မှုကိုကျွန်တော်တို့ရဲ့တုံ့ပြန်မှုနီလန်နိုင်ငံနေတို့ဖွဲ့ကတုံ့ပြန်နေတာမျိုးမြင်တွေ့နေတယ်လို့ဆိုပါတယ်နေတို့ဖွဲ့ရည်တည်ချက်မှာထိတွေ့မှုစီးပွားတွေပေါ်ရိုးရှင်းစွာဖက်တွေ့ထားပါတယ်နိုင်ငံတကြီးအတိုင်းရဲ့ချိန်ချောင်းနေတယ်လို့မဟာဘိတ်ဖွဲ့ကယူဆပါကပြစ်ချဖို့သိရှိပါတယ်ကျွန်တော်တို့ရဲ့မျိုးရည်တွေပြည်သူတွေနဲ့ချင်းကဆောင်တွေကိုကာကွယ်ဖို့လိုအပ်တာမှန်သမျှတော့လောက်သွားမှသိကြပါတယ်လို့နေတို့ဖွဲ့ကြီးကမရူတာကဆိုပါတယ် ဒါလိန်ကိုချက်ချင်းပြစ်ချမယ်လို့ဆိုလိုတာမဟုတ်ပါဘူးလေပိုလန်နဲ့အက်စတိုးနီးယားဖြစ်စဉ်တွေကနေတိုးဖွဲ့ရဲ့တုံ့ပြန်မှုပုံစံခင်ခတ်စေချောင်တောင်းဝရှိသူတွေကပြောပါတယ်ရုရှားရောစင်းမစဲကပိုလန်လီပိုင်နဲ့ကိုဖြတ်ကျော်ဝင်ရောက်တဲ့အခါနေတိုးဖွဲ့ဟာတိုက်လေရင်ချက်ချင်းစီလွတ်ပြီးအနည်းငယ်ပြေးမဲ့တဲ့ဒရုန်းတွေကိုပြစ်ချခဲ့ကြောင်းပြောပါတယ်ဒီဖြစ်စဉ်ဟာရုရှားကယူကရိန်းကို2022မှာကျူးကျော်ပြီးနောက်ပိုင်းနေတိုးကရုရှားလက်ရင်ကိုပထမဆုံးပစ်ချခဲ့တဲ့ဖြစ်စဉ်ပါ ဂျပန်ကမှပဲလက်နက်တပ်ထားတဲ့ရုရှားတပ်လေး၃စင်းဟာအက်စတိုနီးယားလေပိုင်းနဲ့ရှီဖင်လန်ပင်လယ်ကွေ့ကို၁၅မိနစ်ကြာကျူးကျော်ဝင်လာတဲ့အခါနေတိုတပ်လေးတွေဟာအင်အားသုံးတုံ့ပြန်ခဲ့ခြင်းမရှိဘဲလိုက်ပါဆောင်ချက်ပြန်တန်းခဲ့ရုံသာရှိတယ်လို့ဆိုပါတယ်အကွေနိုင်ငံတကူဒီစီကရုရှားလေရင်နဲ့ထိတိုက်ရင်ဆန်တဲ့အခါမတူကွဲပြားတဲ့ထိတွေ့မှုစီးပွားတွေကိုတုံးပြလိုက်လို့ချင်းတွေကတော့ရှုပ်ထွေးနေပါတယ်။ပိုလန်နောက်ဘက်တခြားနိုင်ငံတွေနဲ့ကိုယ်စိတ်တမ်းကြလှုပ်ဆောင်နိုင်တယ်လို့နေတို့ကပြောပေမဲ့နိုင်ငံများအပြားဟာလေကြောင်းရဲ့ကာကွယ်ရေးအတွက်မဟာမိတ်တွေပေါ်မိခိုအားထားနေရပါတယ်။ ကျူးကျော်မှုတွေနဲ့ပတ်သက်တဲ့ယူဆကိုပြောင်းလဲကျင့်တဲ့ NATO ဖွဲ့အနေနဲ့အရှေ့ပိုင်းနိုင်ငံတွေကဝယ်ယူကြတာအားကောင်းခိုင်မာအောင်စ조사ဖို့အားယူဆိုင်ရမယ်ဆိုပါတယ်။ပိုလန်ကို drone တွေကြည့်ကြလာခြင်းမဟာမိတ်ဖွဲ့ကစစ်စင်ရေးအစ်ကိုကြီးညာလိုက်ရနိုင်ငံအများပြားဟာပိုလန်ကိုတိုက်လေနေလင်းမြစေလွတ်ပါတယ်။ဒါပေမဲ့မဟာမိတ်ဖွဲ့ဟာသူတို့မှလိုအပ်တဲ့စွမ်းဆောင်ရည်ပြည့်ဝမရှိသေးဘူးလို့ NATO ကပြောပါတယ်။ဒီကလိုအပ်ချက်ကရုရှား drone တွေကိုပြစ်ချဖို့ယူကရိန်းတုံးတဲ့တံပိုးနဲ့လက်နက်မျိုးစားတွေဖြစ်ပါတယ်။ဒါပြင်ဥရောပသမဂ္ဂဟာကျူးကျော်လာနိုင်ခြင်းကိုပုံမကောင်းမှုစွာခြေရာခံနိုင်ဖို့ ဒရုန်းကရိုင်တစ်ခုဖန်တီးလို့ကြောင်ပြောပေမဲ့အသေးစိတ်ကိုထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။လာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာအစ်စေးသင်းမပါဘူး။ဘလိုမျိုးဖိအားကိုမဆိုအမေရိကန်ကတားဆီးမယ်လို့တီလင်းပြောသွားပါတယ်။နာမည်2026ကမ္ဘာဖလားဘောလုံးမြေပေါ်မှာအစ်စွေးကိုရှင်ပြန်ခွင့်မပေးဘဲတားမြစ်ဖို့ကြိုးစားမှုမတမျှအမေရိကန်ကခြေဖြတ်သွားမယ်လို့ပြောကြားလိုက်ပါတယ်။ကုလသမဂ္ဂစစ်ဆေးကော်မရှင်ကဂါဇာကပါလက်စတိုင်းတွေပေါ်အစ်စွေးဟာ လူဝေတော်တပ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ဒီလဆောင်ပိုင်းကကောက်ချက်ချပါတယ်အီရတ်ကနသမကကျင်းသူတွေနဲ့စပိန်ဂျီယိုပက်ဒရိုဆန်ချက်စ်ကအစ္စရေးပေါ်အကစားပိတ်ဆို့မှုတွေချဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။လာမယ့်နှစ်ကမ္ဘာပလောင်ဘရိတ်ကန်မက္ဆီကိုနဲ့ကနေဒါအသုံးနိုင်ငံပူးတွဲကျင်းပမှာဖြစ်ပါတယ်။ဘရိတ်ကန်နိုင်ငံဂျာယီဌာနပြောရေးဆိုခွင့်ရှိသူကကမ္ဘာပလောင်မှာအစ္စရေးမျိုးသားပေါ်လုံးတွေကိုတားမြစ်ဖို့ဂျိုးပန်ဟုတ်မှန်သမျှကိုအပြေအဝတားဆီးဖို့ ကျွန်တော်တို့လောက်သွားမှာပါလို့ပြောပါတယ်။တစ်ချိန်တည်းမှာပဲကမ္ဘာဖားချေစစ်ပွဲဒီစီစဉ်နဲ့ဘူရောပပေါ်လုံးပလေး UEFA ဟာအစ္စရေးကိုရဆိုင်ဖို့အစည်းအဝေးထိုင်ဖို့ရှိနေပါတယ်။အစ္စရေးတင်ဟာအော်တိုဘတ်၁၀ရက်နေ့မှာအော့စလိုမှာနော်ဝေနဲ့ချေစစ်ပွဲကစားမှာပါ။ဒီလားဆောင်းပိုင်းကနော်ဝေဘောလုံးဖွဲ့ချုပ်အော့ခရာကပြိုင်ပွဲနေ့မှာအစ္စရေးပါဝင်တာဖြစ်လို့ဆက်ဆက်ရမှာဖြစ်ပေမဲ့ဒေတာတွင်ဖြစ်နေတဲ့လူသားချင်းစာနာမှုဆိုင်ရာ ဆင်းရဲဒုက္ခတွေဂါဇာရဲသားတွေပေါ်ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုတော့လစ်လို့ရှိလို့မရနိုင်ပါဘူးကျွန်တော်တို့လစ်လို့ရှိမှလည်းမဟုတ်ဘူးလို့ပြောပါတယ်ကုလသမဂ္ဂအစဉ်ခန်းစာမှာဖော်ပြတာက2023စစ်ပွဲစကြတဲ့ကနိုင်ငံတကာဥပဒေမှာသတ်မှတ်ထားတဲ့လူမျိုးတုံးသက်ဖြစ်မှုဆိုင်ရာလောက်ရက်၅ခုနဲ့၄ခုကိုကျူးလွန်ခဲ့တယ်လို့ကောက်ချက်ဆွဲဖို့တင့်တော်တဲ့အကြောင်းပြချက်တွေရှိနေပြီဆိုပါတယ်အဲ့တော့ကုလသမဂ္ဂလူခွင့်ကျွန်းသူဖွဲ့ကအစိုးရဘက်လုံးအသင်းကိုနိုင်ငံတကာ ူမျိုးတော်သက်ဖြတ်မှုနဲ့မသက်ဆိုင်ကြအောင်အမြဲတမ်းညှင်းဆုပ်ခဲ့ပြီးကိုကိုကိုကာကွယ်တာသာဖြစ်တယ်ဒါကြောင့်တရားမျှတတယ်လို့ပြောပါတယ်ကုလစင်ကသာလွယ်မောပြီးမဟုတ်မှန်ကြောင်းဣဇွေးနိုင်ငံကြီးဦးကြီးဌာနကထုတ်နောက်ထပ်သတင်းမှုပြောချင်ပါတယ်လာမယ့်2026ဇန်နဝါရီလကောင်မှာလွတ်တော်ကိုဖြတ်သိမ်းမယ်လို့ထိုင်းဝန်ကြီးချုပ်အနုတင်ကပြောပါတယ်ထိုင်းပြည်သူတွေစီအာဏာပြန်ပေးဖို့2026ဇန်နဝါရီကောင်မှာပါလီမန်ကိုဖြတ်သိမ်းဖို့စီစဉ်ထားပြီး အထက်လူရေကောက်ဘက်ကမလာသမုံ AP စောပိုင်းမှာကျင်းပဖို့စီစဉ်ထားကြောင်းထိုင်းဝန်ကြီးချုပ်အနုတင်ကပြောပါတယ်။အစိုးရရဲ့မူဝါဒထုတ်ပြန်ချက်တွတ်တော်ကိုတင်ပြပြီးမို့တွတ်တော်ဥက္ကဋ္ဌကိုစတင်ထားပြီးဖြစ်ကြောင်းနဲ့စနေမှာ28ကနေ30ကြာတရရက်ကိုရက်ချင်းပြီးမို့တွတ်တော်ဥက္ကဋ္ဌတောင်းဆိုထားကြောင်းအနုတင်ကဆိုပါတယ်။လူတင်ဟာဖြူတိုင်းပါတီဦးဆောင်တဲ့အာရယညောပေါင်းဖွဲ့ကနေသူ့ရဲ့ဘုံဇန်တိုင်းပါတီနှုတ်ထွက်ခဲ့ရပြီးနောက်စတေမာကအစောပိုင်းပါလီမန်မဲခွဲဆုံးဖြစ်မှုမှာအနိုင်ရခဲ့ပြီး2023အောက်တိုဘာလနောက်ပိုင်း ထိုင်းရဲ့တရားမြတ်ဝန်ကြီးချုပ်ဖြစ်လာတာပါသူအာဏာရဖို့အတွက်ပါလီမန်မှာအင်အားကြီးဆုံးအုပ်စုဖြစ်တဲ့တိုက်ခိုက်ပြည်သူ့ပါတီရဲ့ကြောထောင်းနောက်ခံမှုနဲ့အတူဘုံကျန်တိုင်းပါတီကောင်ဆောင်ထောက်ခံပေးဖို့အတွက်သဘောတူညီချက်တွေပိုင်းနေတဲ့ဝန်ကြီးချုပ်ဖြစ်လာပြီးလေလာတွင်ရောက်ပဲခုံကျင်းပါဝင် တောင်းဆိုချက်များပြားနဲ့ပေးယူလုပ်ခဲ့ပါလိမ့်အလုပ်ရအမေရိကန်ရဲ့ခုံစည်းချက်မှုမြင်မာတဲ့အင်အားစုကျွေးမိနေတဲ့ပြည်သူတွေရဲ့ဝယ်ချမ်းသုံးစွဲနိုင်မှုအားနည်းလာခြင်းတွေနဲ့အတူ ရုံးကန်နေရတဲ့ပြည်သူစီပွားရေးကိုပြန်ကောင်းမှုတွေဖို့အလုံးခက်ခဲတဲ့လုပ်ငန်းတွေကိုရင်ဆိုင်နေရပါတယ်။နေထိုင်စေတသရေးနဲ့လက်သမားတွေရဲ့ပံ့ပိုးကူညီမှုနဲ့လေယာထွက်ကုန်စည်နှုန်းကျဆင်းမှုကိုဖြေရှင်းဖို့အပါအဝင်စီပွားရေးပြဿနာစီမံဖို့အစိုးရကစီစဉ်နေပါတယ်လို့အနုတင်ကဆိုပါတယ်။မိမိအစိုးရအနေနဲ့လောကစားကိုမပံ့ပိုးဖို့ကာစီနိုစတိုင်ဖြောင်းဖြေးအဆောင်အုံအနေနဲ့အွန်လိုင်းလောကစားတရားဝင်လို့ချေခွင့်ပြုဖို့ရှင်းလင်းပြသားတဲ့မူဝါဒရှိတယ်လို့ဆိုပါတယ်။ နိုင်ငံရေးလုံခတ်တဲ့ကြောင့်ရှင်းတော်အောင်ရှာရဲ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ ဖြစ်တဲ့ထိုင်းနိုင်ငံကိုထိခိုက်စေပြီးနိုင်ငံရေးမတည်ငြိမ်မှုနဲ့ကြာမှာပြည်သူ့ပြည်နယ်ရေးဆိုင်အန္တရာယ်တွေတိုးလာတာဟာထိုင်းနိုင်ငံရဲ့အလားအလာအတည်ငြိမ်မှုကလည်းအနောက်လက္ခဏာအဖြစ်ပြောင်းလဲနေကြောင်းလက်ရှိမှာတော့နိုင်ငံရေးလေ့လာသူတွေကပြောပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။ American Union မြို့နယ်မှုတရေကျဝါယုဘက်ဖက်က သူနှစ်ပေါင်း18နှစ်ကြာရှင်နှိမ့်မြှောက်နေမှုပြီးမှာတယောက်ရဲ့ BYD share အားလုံးကို ရောင်းချလိုက်ပြီဖြစ်ပါတယ် Wine Buffet ရဲ့ Fashion ရဟာသာဝေးဟာ18နှစ်ကြာရှင်နှိမ့်မြှောက်နေပြီးနောက် BYD ကလည်းပြေပွားရုပ်သိမ်းလိုက်ပြီးဖြစ်ပါတယ်။ Wine Buffet ရဲ့ Fashion Hathaway ဟာတရုတ်လက်စကားထုတ်လွှင့်ရေးကောင်းဆောင် BYD မှာရှိတဲ့သူ့ share အားလုံးကိုရောင်းချခဲ့ပြီးယင်းမြောက်နယ်မှုကလည်း18နှစ်အတွင်းဒေါ်လာဘီလီယံချီတဲ့ကျိုးမြတ်တွေရရှိတဲ့ခီးစဉ်အဆုံးသတ်လိုက်ပါတယ်။ မေလာက US Security နဲ့ AK Commission ကိုတင်တဲ့ဆာရဆန်တခုရာဒီနည်းမနမှုလုပ်ငန်းကနေ BYD Share တမိုးကို2025ပလာတီ3ရက်အဖြစ်သတ်မှတ်ပါတယ် BYD ရဲ့ပြည်သူ့စစ်ဆေးရေးဘက်က Bashar Hathaway ကိုစေစွန်းနှစ်ခုနီးပါးပတ်ဖို့ကူညီတဲ့အတွက်အများပြည်သူကိုကျေးဇူးတင်စကားပြောပါတယ် Bashar Hathaway ဟာ2018ခုနှစ်မှာ BYD Share ဆရာကိုင်းလုံးကိုပထမဆုံးဝယ်ယူခဲ့ပြီး Share တစ်ခုကို Hong Kong 10ဒေါ်လာဝန်းကျင်နဲ့ရောင်းဝယ်နေချိန်မှာဒေါ်လာ330နီးပါးသုံးခဲ့ပါတယ် အိုမဟာခြေဆိုင်လုပ်ငန်းက2020ဩဂုတ်လကစပြီးရှယ်ယာစတိတမ3လုံးတန်းကိုတစ်ခုကိုဟောင်ကောင်ဒေါ်လာ280ဒေါ်လာရောင်းချခြင်းနဲ့အတူသူပါဆိုင်တဲ့ရှယ်ယာတွေကိုတဖြည်းဖြည်းရှင်းချခဲ့တယ်လို့သိရပါတယ်